အားလုံးပဲမင်္ဂလာပါ။ဥပါကျော်ဒူရီ YouTube Channel အစ်တကလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ။အားလုံးအားလုံးပဲမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးပါ။အားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုပုံမှန်အမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကအခုမှတွေ့လို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ရတယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube Channel လေးကနေပြီးတော့ ဦးစွာဘရမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါရယ်ဗျာเนาะကဲအားလုံးပဲမင်္ဂလာရှိတဲ့နေ့လည်ခင်းလေးပါကဲအားလုံးပဲကျွန်တော်ရဲ့လိုက်ရှိုးလေးတွေကိုပုံမှန်ကြည့်နေတဲ့ကိုကုံမာရီကဲနေ့တိုင်းကလေးကတော့ကျွန်တော်မနက်ပိုင်းမှာအဆင်မပြေဘူးညနေပိုင်းမှာအကောင်းဆုံးစူးစမ်းပေးမယ်အဲ့တော့ကျွန်တော်ပုံမှန်ဒီတစ်ပတ်ပေါ့เนาะပုံမှန်ဒီတစ်ပတ်မှာကျွန်တော်မနက်ပိုင်းမှာထင်တော့အဆင်မပြေပြင်းနဲ့ညနေစည်းမှာတော့ကျွန်တော်เนาะပတ်သီးမိန်ခွတ်နှစ်သီးစားနေနေပြီပဲအဆင်ပြေနေတယ်အဲ့တော့ဒီညနေမှာလည်း နော်နှစ်ဈေးကိုတစ်ဈေးပေါက်မှဖြစ်မယ်ရမှဖြစ်မယ်ဆိုတော့ငါးခုငါးမတွေအားလုံးပဲဝင်လာမယ်အခုဒီလရိုးပြီဖိုင်လင်ကလည်းကိုကိုမာရီဘာလီရသွားမယ်ဆိုရင်ကျွန်တော်တို့6ရက်4လ2020နဲ့ငါကြာသာပရင်းနဲ့ညနေ4နာရီခွဲစီမှာအကောင်းဆုံးဘိုင်ဘက်စီးတစ်လုံးနဲ့ main or တကွက်ကောင်းเนาะဒါလေးကိုထီထီမိမိကစားရမယ်အဓိကကတော့ main byte main byte စီးပေါ့เนาะဒီ main byte main byte စီးလေးကိုကိုကိုမာရီထီထီမိမိလေးကစားရမယ် ဲ့တော့ရှုံများနေတဲ့ကိုကိုမာရီရှုံကြွေးကြီးကစားခြင်းဒီညနေပြီးတဲ့ဘိုင်ဘတ်သီးလေးကိုထီထီမိမိလေးကစားမယ်အားလုံးပဲနော်ဒါပတိတွေကတော့ Google မာရီညနေစည်းအတွက်ကတော့ Google မာရီအားလုံးအတွက်เนาะအဆင်ပြေနေတယ်အဲ့တော့မနက်ပိုင်းမှာမပေါလို့စိတ်တက်မကြနဲ့ညနေပိုင်းမှာရမယ်ဟုတ်တယ်ကဲအဲ့တော့အားလုံးပဲဝင်လာမယ်ဝင်လာပြီဆိုတာနဲ့ లై လမ်းမလေးတရားတစ်ချက်စီနေမယ်ကျွန်တော်ရဲ့ లై ရှိုးဗီဒီယိုလေးတွေကိုအများမြင်မယ်အများတွေ့မယ်အများပေါက်ပါစီဆိုတဲ့စိတ်ဆန္ဒလေးနဲ့တတ်နိုင်တဲ့နေရာလေးတွေမှာတတ်နိုင်သလောက် ရှယ်လို့ရတဲ့နေရာလေးတွေမှာရှယ်ပေးမယ်နော်ကဲအဲ့တော့အားလုံးပဲနေ့တိုင်းကဏ္ဍလေးကိုမှတ်မယ်ဆိုတော့ကိုကိုမာရီအားလုံးပဲအစဉ်စဉ်လေးပြင်မယ်နော်နေ့တိုင်းကဏ္ဍလေးတွေကိုမပြောခင်ပေါ့နော်ကျွန်တော်ရဲ့စိန်ခွေသမားတွေဒီမနေ့ကတော့ရင်နာတယ်ဗျာနော်ကျွန်တော်ရဲ့စိန်ခွေသမားတွေအားလုံးအတွက်ကျွန်တော်တို့ရင်နာတယ်ဒါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကဏ္ဍကြီးနေတဲ့ကိုကိုမာရီအများကြီးရှိမှာပေါ့နော်ဒါ12နှစ်ထိုးကိုကျွန်တော်သုံးနဲ့ဆောက်ဝင်နေ ဒါတဲဘောလို့ပြောလို့ရတယ်เนาะသုံးကနေမှာနှစ်ဖြစ်တယ်နှစ်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါနှစ်တက်ဆိုတဲ့ကနန်းကျွန်တော်ရဲ့စိန်ခွေသမားတွေကတော့ဒါနှစ်တက်ဆိုလဲအစင်ပြေတယ်ထတ်တက်အောင်မလားတက်တက်ချင်သလောက်တက်အစင်ပြေတယ်ဒါပြီးနေလဲပြောင်းသွားတယ်အဲ့တော့ဒီလိုလေးတော့ရှိတယ်ဗောဗျာเนาะအဲ့တော့နည်းနည်းလေးအခွေကတော့ကြမ်းကြနေတယ်ကျွန်တော်တို့အပတ်တိုင်းလဲမထွက်မရှိထွက်ပြီးနေတယ်အခွေ ဖြစ်တဲ့အတွက်အားလုံးပဲစိတ်သက်မကြပါနဲ့ ဆက်ပြီးတော့ကစားမယ်အားလုံးပဲเนาะဆက်ပြီးတော့ကစားမယ်ဘာမှတိတ်ပြီးတော့စဉ်းစားမနေနဲ့เนาะဆက်ပြီးတော့ကစားမယ်ကဲအဲ့တော့အားလုံးပဲအခွေသမားတွေအားလုံးအတွက်စိတ်မငင်းနဲ့ထပ်ပြီးတော့ကစားမယ်ကျွန်တော်လည်းထပ်ကစားနေတယ်เนาะဘာမှစိတ်တက်မကြနဲ့เนาะကျွန်တော်လည်းထပ်ကစားနေတယ်လောက်ဆရာရှိတော့လောက်အောင်ကျွန်တော်အပတ်တိုင်းလည်းအမြဲတမ်းလည်းပုံမှန်လည်းယူထားတယ်လीဘာဖြစ်လဲเนาะဘာမှစိတ်တက်မကြနဲ့ပုံမှန်အပတ်တိုင်း ကျွန်တော်တို့ဒါတွဲလာတဲ့လူဟောင်းကိုကိုမားတွေဆိုလို့ရှိရင်အားလုံးပဲဒါအမြဲတမ်းပုံမှန်ပေါ့နော်ဒါအစဉ်ပြေနေတာပဲဒီအခွေနဲ့ဒီအခွေပြေးတာဆိုရင်ကျွန်တော်တို့ဆိုရင် လာနှစ်တောင်ပေါက်တော့မယ်ဗျာနော်အဲ့တော့နှစ်တောင်ပေါက်တော့မယ်ဆိုတော့အားလုံးပဲဒါအစဉ်ပြေတဲ့အခွေလေးလေးဖြစ်ပါတယ်အဲ့တော့အားလုံးအစဉ်ပြေအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးစူးစမ်းပေးနေတယ်အဲ့တော့နှိမ့်လိုက်ခလေးကိုလည်းဒီညနေမှာအားလုံးပဲလိုက်ကစားမယ်ဘာမှပုံနဲ့ကျွန်တော်တို့နော်ဒီညနေမှာဒီအခွေ အထက်ခင်ကျွန်တော်တို့တောက်ကြနေမှာကြွေးကြေပတ်စည်းတစ်လုံးရှိတယ်ဒါကတော့ကိုကိုမားတွေအားလုံးသိတဲ့အတိုင်းပဲเนาะကြွေးကြေပတ်စည်းတစ်လုံးရှိပါတယ်ကျွန်တော်ရေဖွင့်ဘာမှလက်တမညာအဲ့တော့ကျွန်တော်တို့ထိုးရင်းကြေဒီညနေမှာကျွန်တော်တို့ရဲ့အခွေသမားတွေအားလုံးเนาะကျွန်တော်ရေအဖွဲ့ဝင်တွေအားလုံးပဲကြွေးကြေကစားမယ်ကြွေးကြေပဲကစားမယ်အမြဲကြံမှုကိုကျွန်တော်တို့သိပြီးခေါင်းထဲမထည့်တော့နဲ့ကြွေးကြေကစားမယ်ကြွေးကြေကစားပြီးတာနဲ့ကျွန်တော်တို့တောက်ကြနေမှာဘိုင်ပတ်စည်းတစ်လုံးเนาะတောက်ကြနေလက်ဆောင်ပတ်စည်းရှိပါတယ် အဲ့တော့ကျွန်တော်တို့ဒီညနေမှာအခွေသမားတွေစောင်းကြည့်မယ်တွေးကြည့်ပဲကစားမယ်အမျက်ကြံမှုကိုသိပြီးတော့ခေါင်းထဲမထည့်ပါနဲ့နော်ဒါလေးကိုတော့ပြောခြင်းနဲ့အဖွဲဝင်တွေကိုတေးချာလေးတော့မှာတယ်ကျွန်တော်လည်းဒါတောက်ကြနေကိုနည်းနည်းလေးအားခဲထားတာဖြစ်တဲ့အတွက်နော်ကျွန်တော်ရဲ့အခွေကိုဒီတညနေပဲကစားမယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်နော်အခွေကလည်းအားမကောင်းတဲ့အခွေမဟုတ်ဘူးအားကောင်းတယ်ကျွန်တော်တို့ရဲ့အခွေထဲမှာပါတဲ့ကဏ္ဍလေးဒီအကုန်လုံးဆင်းတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့တကြိမ်ခွေကို ကျွန်တော်ပြန်စောင့်နေတဲ့အတွက်ကြောင့်မို့အားကောင်းတယ်လို့ကိုကိုမားကြီးကိုပြောနေတာချင်းဖြစ်ပါတယ်။ကဲအဲ့တော့အားလုံးပဲနှိမ့်လိုက်ကဏ္ဍလေးတွေကိုသွားမယ်နှိမ့်လိုက်ကိုလည်းကိုကိုမားရဲ့အားလုံးပဲခရူလေးစိုက်ပြီးတော့တေချာလေးလိုက်ကစားစေချင်တယ်။ကျွန်တော်ပြောတဲ့ဒီညနေမှာဘိုင်ဘတ်သီးကိုကိုကိုမားကြီးနည်းနည်းလေးအားစိုက်ပြီးတော့ကစားစေချင်တယ်။ကဲဒါဆိုနှိမ့်လိုက်ကဏ္ဍလေးကိုသွားမယ်ဗျာနော်။6ရက်6ရက်4လ2025 ကြာသာပရင်းနေညနေ၄နာရီခွဲစီအတွက်အကောင်းဆုံးဘိုင်ဘတ်သီးနေနဲ့ကျွန်တော်တို့9/5ဘတ်သီး3ညဘိုင်3ညဘတ်သီး9/3ညဘတ်သီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အကြိုက်တူလို့ပတ်မယ်ဆိုတဲ့ကိုကိုမားတွေကကျွန်တော်တို့ကလက်ရှိနေသား9ဘိုင်9ဘတ်ဒီဒီပျောက်ကနန်းဖြစ်တယ်။အားပြီးနေလဲကျွန်တော်တို့ကဒီညနေမှာ9ဘိုင်9ဘတ်ဒီကို main ဘတ်ဒီအနေနဲ့ကစားမယ်။အဲ့တော့ကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကိုမားတွေက main ဘိုင် main ဘတ်ဒီ9ဘိုင်9ဘတ်ဒီကိုပတ်မယ်ဗျာနော်။ ိုက်တဲ့ဆိုတဲ့ကိုကိုမာရီမိန်ပိုင်မိန်ပတ်ဒီ၅ဘတ်ဒီဒါဆိုမိန်ပိုင်မိန်ပိုင်မိန်ပတ်ဒီ၅ဘိုင်၅ဘတ်ဒီကိုပတ်ပြီဆိုရင်၅နဲ့ပတ်သက်တဲ့မိန်အော်လေးကွက်ဒီအဓိကမိန်လေးကွက်ဖြစ်ပါတယ်အဲ့တော့၅နဲ့ပတ်သက်ရင်၅ခွန်ရှိမယ်၅၁ရှိမယ်၅၃၅ခွန်ရှိမယ်၅၁ရှိမယ်၅၃ရှိမယ်၅၈ရှိပါမယ်၃ညပိုင်၃ညပတ်ဒီနဲ့ပတ်သက်ရင်၃ညခွန်ရှိမယ်၃ည၁ရှိမယ်၃ည၃ရှိမယ်၃ည၈ရှိပါမယ် ဲ့တော့9ဘိုက်9ပတ်သီးနဲ့ပတ်သက်ရင်အဓိကမိန်လေးခွက်နေနဲ့9 9 1 9358ဖြစ်ပါတယ်3ညဘိုက်3ညပတ်သီးနဲ့ပတ်သက်ရင်3 9 3 1 3 3 3ညဖြစ်ပါတယ်အဓိတာအဓိကဘိုက်ပတ်သီးနေနဲ့9ဘိုက်9ပတ်သီးမိန်အော်လေးခွက်9051 9358ဒါလေးကိုအဓိကမိန်နေနဲ့ထည့်ပြီးတော့ကစားမယ်။ကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခုဒီလိုက်ရှိုးလေးကိုကြည့်နေကြတဲ့ကိုကိုမားကြီး ဘိုင်းဘက်သီးတစ်လုံးနဲ့ main all တကွက်ကောင်းကိုထီထီမိမိကစားကျင်တဲ့ကုကုမာတွေကဒီညနေမှာကျွန်တော်တို့90ခွန်ဆိုတဲ့ကဏ္ဍတကွက်ကိုထီထီမိမိလေးကစားမယ်9ဘိုင်း9ဘက်သီး90ခွန်ဆိုတဲ့ကဏ္ဍလေးတကွက်ကိုထီထီမိမိလေးကစားပါမယ်နော်90ခွန်ဆိုတဲ့ main all တကွက်ကောင်းကိုထီထီမိမိလေးကစားမယ်အဲ့တော့ဒီညနေမှာကျွန်တော်တို့တစ်ခုတတိထားမှာပြန်ကြနော်ပြန်ကြကဏ္ဍလေးတကွက်ကို နော်တတိထားရမယ်ပြန်ကြခဏလေးလေးဆိုရင်ကျွန်တော်တို့6669 293 9 3698ခုခွန်တက်နေဆိုရင်ခဏ9ခုပေါ့နော် ပြန်ကြကတော့ Google မှာအစင်ပြတာဂျိုင်းနှစ်သက်တဲ့ခဏလေးကိုထည့်ကစားပါဒီတစ်ပတ်မှာကျွန်တော်တို့ရဲ့ key ပေါ့နော် Google မှာမိနေနေမိနေမှာပေါ့မမိတဲ့ Google မှာကတော့ဒါကိုစီမှာလုံးဝပတ်သီးရှိရင်ဒါနေ့တိုင်းနီးပါ ပေါက်နေတယ်ရနေတယ်ကီလေးဖြစ်ပါတယ်168ကီးပေါ့နော်ဒါဒီတစ်ပတ်ရဲ့ ရွှေကြီးသည်168ကီဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီ live show ပြဖိုင်လေးကိုကြည့်နေတဲ့အခါမှာကျွန်တော်ရဲ့အဖွဲ့ဝင်တွေပါရင်လည်းဒီညနေမှာကျွန်တော်ပေးတဲ့9ဘတ်9ဘတ်သည်เนาะ50ခွန် main တစ်ခွက်ကောင်းကိုထည့်ထိုးမယ်เนาะပြီးရင်ကျွန်တော်တို့ရဲ့အခွေကိုတော့မဖြစ်မနေဒီညနေမှာထပ်ပြီးတော့ခွေမယ်။ဒါပုံမှန်အများနဲ့ပေးနေတာပျောက်သွားတယ်ဆိုတာမရှိဘူးเนาะဒါကျွန်တော်နဲ့လက်တွဲလာတဲ့လူဟောင်းကုကုမာတွေအားလုံးသိတယ်နော်အဲ့တော့ကျွန်တော်တို့ဒီအခွေနဲ့ပတ်သက်ပြီးတော့နှစ်ပေါက်ပြီးရလာတာအဲ့တော့တစ်ချိန်တစ်ခါမှာ လွယ်ကင်းရင်လေကိုကံပေါ့နော်ဟုတ်လားကိုကံပေါ့ဒါကတော့ကိုကံပဲဘာစိတ်တမ်းမကြနဲ့နော်ကဲအဲ့တော့အားလုံးပဲလာယူပရီလေးကိုစားလေအစုံပြီးဆုံးနိုင်အောင်ကြည့်ရကျွန်တော်ရဲ့ကိုမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ရယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပကြောဒူရီ YouTube Channel လေးကနေပြီးတော့စုမကောင်းလေးတောင်းပီးနေ live show video လေးကိုဒီမှာပဲရန်နာခွင့်ပြုပါအဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show video လေးကို ြည်တယ်ကိုကိုမားတွေအားလုံးပဲကျွန်တော်ရဲ့အခုလိုက်ချိုးပြီးဖိုင်လီကနေပြီးတော့ကိုကိုမားတွေအားလုံးပဲမှန်လေနော်တယောက်တစ်ချောင်းစီရေးခဲ့မယ်မင်္ဂလာပါလို့ပဲဖြစ်ဖြစ်ပေါ့နော်တချို့ပလိန်ကျင်တဲ့ကိုကိုမားတွေကလည်းပလိန်ခဲ့လို့ရတယ်လိုင်းလက်မလေးတယောက်တစ်ချက်စီနှိပ်ပြီးအားပေးမယ်မှန်လေးတယောက်တစ်ချောင်းရေးပြီးတော့အားပေးခဲ့မယ်နော်ဒီကိုကိုမားတွေမှန်တစ်ချောင်းလိုက်လက်မတစ်ချက်စီကျွန်တော်ရဲ့အခုဒီဟိုပါကျော် channel အစ်စ်ကလေးအတွက်အားစေးပေါ့နော် sporting လေးပေါ့ အဲ့တော့ကြောင့်အားလုံးပဲမန်တကြောင်လိုင်းလက်မလေးတယောက်တစ်ချက်စီနှိပ်ပြီးတော့အားပေးခဲ့မယ်။ဟောအဲ့တော့မမာတော့ရှိနေမတည်တော့အစီသမားရတယ်နော်အဲ့တော့အားလုံးပဲကျောင်းတော့ပေါ့အမြဲတမ်းမမှန်နိုင်တယ်လို့အမြဲတမ်းလည်းမမှားဘူးနော်အဲ့တော့နှိမ့်တိုက်ကလေးတွေဒီတစ်ပတ်မှာအဆင်ပြေနေကြတယ်ရကြတယ်ပေါက်ကြတယ်ပေါ့နော်အဲ့တော့အဖွဲ့ဝင်တွေကတော့ဒီတစ်ပတ်မှာထင်သလောက်ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့လေကျွန်တော်တတ်နိုင်တယ်လို့အကောင်းဆုံးကြိုးစားပေးနေတယ်နော်မပူနဲ့ဘိုင်ဘိုင်ပါနော်ဒီညနေမှာအားလုံးအောင်ဝဲခံမယ် အောင်မဲခံမှာဖွဲ့ဝင်ဒီအောင်ထိုက်တွေကိုအောင်မဲခံနိုင်မယ်လို့ထင်တယ်နော်